ပညာသည်သာကိုးကွယ်ရဆိုတဲ့ခေါင်းစဉ်အဲ့တော့ဆာဒီဆာမင်းတို့ဆရာတို့ရေးပြီးဆိုရင်ခေါင်းစဉ်ကိုလုံးဝမမေ့လိုက်ပါနဲ့ဆရာကြီးကနာမည်ကြီးတစ်ပါးပါပဲဆရာကြီးကအင်မတန်မှဟိုနုံညံ့တဲ့စိတ်မျိုးရှိပါလေဘ누구မှဒုက္ခမပေးဘဲနဲ့တတ်နိုင်သလောက်ကိုကြီးတတ်တဲ့စိတ်ဓာတ်မျိုးရှိပါတယ်တကယ်ကိုမြမသားနဲ့ပတ်သက်ပြီးမြမသားရဲ့အနှစ်သာရဒီအပြုံဘဝနဲ့ပတ်သက်တဲ့ဆူဆိုးမှရှိဆရာကြီးတို့ပညာပေးတဲ့နေရာမှာ စာနဲ့အတူတကွသူတို့ကဘဝအတွက်လိုအပ်တာကိုပါတခါလဲဆုံးဆုံးပါလိုက်တာဟုတ်အမြဲတမ်းဆုံးမတိုင်းမှာလေပြေလေးနဲ့ခလေးတွေနားဝင်အောင်အသူရှင်တွေကစေတနာအပြည့်နဲ့ပြောခဲ့တယ်ဒါကဆရာကြီးရဲ့တပည့်တွေအပေါ်မှာ ပေးတဲ့ချစ်ချင်းမြတ်တာလို့ကျမတို့မြင်ပါတယ်ရှင်ရှာယူသိနိုင်ကိုနာမည်အနေနဲ့ကျွန်တော်သိတာကျွန်တော် ချက်တန်းကြောင့်သားဘဝကလေးကသိပါတယ်ဆရာကြီးကအင်မတာမှဟိုနုံညံ့တဲ့စိတ်မျိုးရှိပါလေဘ ᱹ ုကောမှာဒုက္ခမပေးဘဲနဲ့တတ်နိုင်သလောက်ကုညီတတ်တဲ့စိတ်ဓာတ်မျိုးရှိပါတယ်ကျွန်တော်နဲ့တွေ့ရသမျှကာလပတ်လုံးမှာသူ့မှာရံပဲ့ရဲလို့မရှိပါဘူးကျွန်တော်သိရသလောက်ကတော့ရံပဲ့ရဲလို့မရှိပါဘူးအားလုံးကိုတတ်နိုင်သလောက်အကူအညီပေးပါတယ်ကျွန်တော်တို့ဒီပညာရေးဖောင်ဒေးရှင်းအနေနဲ့လုပ်တဲ့အခါမှာလည်းပဲ အသက်အရွယ်အပြင်တော်တော်ကြီးနေပေမဲ့လို့ဟိုဟလာကျေးရွာတွေအထီးဆင်းပြီးတော့ကခလေးတွေကိုစေရနာရှိစွာနဲ့စာပေတင်ချပေးခဲ့ပါတယ်အဲ့တော့ဆရာကြီးရဲ့စိတ်ထားအင်မတန်မှမမြတ်ပါတယ်ဒီကျူရှင်လောကပညာရေးလောကရဲ့ဘိုးကောင်းကင်မှာဆရာကြီးကနာမည်ကြီးတစ်ပါးပါပဲအဲ့လောက်ဆုံးပြည့်စုံသွားပါဆရာစာတင်တဲ့1.90ရွှေတူ ဆရာကြီးကိုလေးလေးစားစားလာဖိတ်တော့ဆရာကြီးအဲ့ပွဲကိုကြွရောက်ချင်းမြင်အားပေးပြီးတော့ဂုံပြူစကားပြောခဲ့တာဆရာရဲ့ဘောရမှာရွှေရတုမှာဘယ်တော့မှမမေ့နိုင်ပါဘူးတကယ်နိုင်ငံအတွက်လိုအပ်တဲ့ပညာရေးမှာဆရာကြီးဦးသိန်းနဲ့တကယ်တောက်တာကြီးပါဒါကြောင့်မို့လို့ဆရာကြီးကိုဒီဘာသာရေးနဲ့ပတ်သက်မြန်မာသာသာသနာပြုဒီလောက်ကြီးဆရာကြီးဦးတည်ဖို့တော့တင်စားကြပါတယ်တကယ်လည်းမှန်ပါ တကယ်ကိုမြမသားနဲ့ပတ်သက်ပြီးမြမသားရဲ့အနစ်တာရဒီအပြုံဘဝနဲ့ပတ်သက်တဲ့ဆူဆိုးမှရှင်ဆရာကြီးတို့ပညာပေးတဲ့နေရာမှာစာနဲ့အတူတကွသူတို့ကဘဝအတွက်လိုအပ်တာဟုတ်ပါတခါရဲ့ဆူဆုံးပါလိုက်တာဟုတ်ဆရာဆရာကြီးကတပည့်တွေကိုချစ်တယ်ဆိုတာထက်နှွေးထွေးတယ်မြတ်တာပေးတယ်အဲသူ့ရဲ့သားသမီးတွေကဲတော့ပဲဆက်ဆံတယ်ပြီးတော့တပည့်တွေအပေါ်မှာတပည့်လို့သူကမမြင်ဘူးသားသမီးလို့ပဲမြင်တယ် တခါမှလေကျမဆရာကြီးဆိုတာမကြားခဲ့ရဘူးအဲမြင်လည်းမမြင်ခဲ့ရဘူးကျမကိုယ်တိုင်လည်းအဆူမခံရတယ်လို့ဘသူ့အိုးမှလေကြမ်းကြမ်းနန်းနန်းပြောတာကိုကျမမမြင်ခဲ့ရဘူးအမြဲတမ်းဆုံးမတိုင်းမှာလေပြေလေးနဲ့ကလေးတွေနားဝင်အောင်သူ့ရင်ထဲကစေတနာအပြည့်နဲ့ပြောခဲ့တယ်ဒါဆရာကြီးရဲ့တပည့်တွေအပေါ်မှာပေးတဲ့ချစ်ချင်းမြတ်တာလို့ကျမကတော့မြင်ပါတယ်ရှင်